ဲလာပြီလာပြီလာပြီကိုမိုးကာအမှုပညာပြန်လာပါပြီခင်ဗျာကဲမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဒီနေ့ကတော့ကျွန်တော်တို့တောက်ကြနေဖြစ်တဲ့အတွက်မက်ပြန်မှာကျွန်တော်တို့ Super Saturday အပတ်စဉ်ထုတ်လွှင့်နေကြကိုမိုးကာအမှုပညာရဲ့ Super Saturday Live ဆေးပါတော့ရှိပါတယ်နော် Live ဆေးမှာတော့ကျွန်တော်တို့ Chevrolet ကျွန်တော်တို့ Malibu လို့ကားမျိုးတွေပြီးသွားရင်တော့ Chevrolet Capriba လို့ကားမျိုးတွေခုံသုံးတန်းကားလေးတွေ Chevrolet Malibu ဆိုလို့ရှိရင်တော့လူတိုင်းလူတိုင်းကြိုက်နေတတ်ကြတဲ့ကားလေးတွေ ဒီလိုကားလေးတွေပါဝင်တဲ့အပြင်ကိုကျွန်တော်တို့ Artiga Type 2 Artiga Type 3စသဖြင့်ကျွန်တော်တို့အောက်ပိုင်းမြင့်မြင့်ကားတွေဆိုလို့ရှိရင် Brilliant V3 လိုကားမျိုးတွေများစွာပါဝင်မှာဖြစ်ပါတယ်ခင်ဗျာအဲဆလုံးကားတွေကဆိုလို့ရှိလို့ရှိရင်လည်း Hyundai Accent လိုကားမျိုးတွေပါဝင်မှာဖြစ်ပြီးတော့ Suzuki CL လိုကားမျိုးတွေပြီးတော့ရင်တော့ Suzuki brand တွေက Suzuki ကျူတကြီးဆွတ်လိုကားမျိုးလေးတွေဆူကြီးဆွတ် GLH လိုကားမျိုးလေးတွေအောက်ပိုင်းမြင့်မြင့်နဲ့ GAC brand တွေကရရှိမယ် GAC GS4 လိုကားမျိုးတွေ GS7 လိုကားမျိုးတွေအောက်ပိုင်းမြင့်မြင့်တဲ့ကားကြီးကြီးလိုကားမျိုးတွေရရှိမှာဖြစ်ပြီးတော့ဘလို့ကားလေးထက်လန်ထက်မှန်ပြီးတော့ရောက်ရှိနေလဲဆိုတော့ကျွန်တော်ဂျပန်ကားတွေမှာကျွန်တော် Toyota Siri တွေကလိုချင်တဲ့ Toyota Quest လိုကားမျိုးတွေ Toyota Effect လိုကားမျိုးတွေများစွာကိုရောက်ရှိနေတာဖြစ်ပြီးတော့ပြီးတော့ကျွန်တော်တို့ SKD China brand တွေကရရှိမဲ့ကားလေးဆိုလို့ရှိရင်လည်းရောက်ရှိနေတာဖြစ်ပါတယ်။ဒီလိုကားမျိုးလေးတွေကဆိုလို့ရှိရင် DFSK 700လိုကားမျိုးလေးရောက်ရှိနေတယ် အပြင်ကိုမျက်မြင်ကြည့်ရှုနိုင်တယ်เนาะဒီကားလေးတွေပြီးတော့ရင်ကျွန်တော်တို့ဘလို့ကားလေးဆိုတော့ကျွန်တော်တို့အောက်ပိုင်းမြင့်မြင့်နဲ့အခေယာမြင့်မြင့်မှာကြိုက်နေတတ်တယ်ရန်ကုန်လိုက်စင်မလိုချင်တဲ့ဆိုတဲ့မိတ်ဆွေများအားလုံးအတွက်ကားလေးတွေများစွာရောက်ရှိလို့နေပါတယ်เนาะဒီကားလေးတွေထဲမှာတော့ကျွန်တော်တို့ဆလုံကားတွေကလိုချင်တယ်ဆိုလို့ရှိရင်လေ Toyota brand တွေကလိုချင်တယ် Toyota City တွေကလိုချင်တယ်ဆိုလို့ရှိရင်လေ Toyota ground လိုမျိုးဒူဒရာ ground တောင်းတဲ့4လိုကားမျိုးတွေထပ်မံပြီးရောက်ရှိနေပါတယ်။ဒါကြောင့်မလို့မိတ်ဆွေများအားလုံးလက်ဖြန် super street light ဈေးမှာတော့ကားအမျိုးအစားများစွာကိုတနေရာထဲမှာ EV ကားလိုချင်တာလားလုပ်ငန်းသုံးကားလေးဆိုလို့ရှိရင်လေ400ကျော်900အောက်မှာဝယ်လို့ရရှိနိုင်တယ် EV ကားလေးဆိုလို့ရှိရင်လေ3600ကျော်3900 800ဝန်းကျင်လေးတွေမှာရရှိမယ်။ဒါ EV ကားလေးနော်။ဒါ EV ကားလိုချင်တာလားလုပ်ငန်းသုံးကားလိုချင်တာလားဂျပန်ကားတွေကလိုချင်တာလား China brand ရဲ့ SKD ကားတွေလိုချင်တာလားကားအမျိုးအစားများစွာကိုအစီ30 40ဝန်းကျင်ကိုတနေရာထဲမှာရွေးချယ်ဝယ်ယူခြင်းတော့ကုမိုးကားနုပညာစီကြော်လန်းခဲ့ကြပါလို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုလက်ဖြန့် Super Satellite Light လေးရနေပြီးတော့ရောက်ရှိမှာဖြစ်တဲ့အတွက်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေစီးပွားရေးတွေကောင်းကြပါစေအနေနဲ့ကင်းကြပါစေနော်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကုမိုးကားနုပညာပြန်လာပါပြီခင်ဗျာ